အထီးကျန်နေတဲ့နှလုံးသားမြားမှန်နေပြီဂျူလီယာလိုင်းနှလုံးသားကတဆက်ဆက်ခုန်နေပေမဲ့ငြင်းချမ်းမှုနဲ့ပြည့်နေတယ်လေအသက်ငြိနေတာမဟုတ်ဘူးအသက်ရှင်နေတာပါဂျူလီယာလိုင်းဝင်လာခြင်းမှဝင်လာပါဒါပေမဲ့ကိုယ့်နှလုံးသားရဲ့ရောက်နေနေပါပြီပြန်ချိန်တန်တော့လေပြန်ပါကိုယ့်နှလုံးသားရဲ့ထာဝရနေရာယူနစ်နေပြီလေတုံရင်နေတဲ့ဆောင်းကာလမှာချစ်သူရဲ့ရင်ခွင်ကိုတန်တားမိတယ်လို့တန်တားမိပါရဲ့ ။ထာဝရစင်မြင်ခြင်းနဲ့အယူလိုပဲဆိုဆိုလှတဲ့ထင်ရတဲ့ခဏမှာတတိရှိစွာနဲ့နာတာရှိဝေဒနာကိုမွေးခြင်းနေသူပါ။အတိတ်တကားကိုဖွင့်မပြခြင်းတော့ပါဘူးဂျူလီယာလိုင်းအနာဂတ်တကားမှာပဲတည့်ရက်ထဲဖြစ်ဖြစ် မိုက်မိုက်မဲမဲလွမ်းခွင့်ပေးပါအဲ့ဒီခဏဟာဘဝအတွက်အငြိမ်းချမ်းဆုံးကာလပဲဖြစ်ပါလိမ့်မယ်အိမ်မက်ထဲမြင်တွေ့ခဲ့မှုတဲ့ကဘာလေးတစ်ခုစီရင်းနှီးမှုအနည်းဆုံးနဲ့ပဲချို့ချို့ယုံယုံလေးနေပြစီ မင်းနာကိုယ်တွေကထွက်မသွားရင်ပေါ့ကိုယ့်ရဲ့အနာဘက်ကထွက်မသွားရင်လေအပြစ်လိုပဲဆိုဆိုကိုယ့်ကဘာလေးမှာပြင့်နှက်နေတဲ့စကားတကွန်ရှိနေပြီချစ်တဲ့ဂျူလီယာလိုက်သူ့ဤလက်များစန်းနေရပေါ်တို့ထီရင်အပြေရှာနေသည်တန်စင်များမဟုတ်ပါပဲစန်းနေရပေါ်သူ့လက်များကထင်ရပြေးလွှားနေ၏ဘာကြောင့်သူ့စိတ်များမနေမသက်ဖြစ်နေတယ်လဲဟုသူမစင်စားနိုင်ထူးခြားသော ခံစားမှုဘယ်သို့ဝင်ရောက်နေခဲ့သည်ကိုလည်းသူမသိဘူး ူကိုသူလည်းမကြည်မနှက်တွင်ဖြစ်နေမိသည်ချစ်ချင်းအတွက်ပူလောင်နေသည်လားချစ်ချင်းအတွက်အေးချမ်းနေသည်လားသူမဝေခွဲနိုင်ဆိတ်ရှုပ်စွာဖြင့်ဆန္ဒရခလုတ်ကိုခက်ကြမ်းကြမ်းသူနှိပ်ပစ်လိုက်သည်ဆန္ဒရတံများဆူညံစွာထွက်ပေါ်လာသည်ထို့တော့မှသူဤစိတ်များလည်းအနှဲငယ်အလူပြည့်သွားသည်အောင်ဆန္ဒရခလုတ်ဤတဏီယာရောက်တွင်ဟင်းစမ်းမိနေသောစာရွက်တွေရဲ့ဆန္ဒရတံတိတ်ဆိတ်သွားသည်ဘယ်ကစာရွက်ကဆန္ဒရပေါ်ရောက်နေပါလဲ